်မင်္ဂလာပါပရိသတ်လေးတို့ရေပရိသတ်လေးတို့အားလုံးကိုချမရီယောအရာဂတ်ချန်နယ်ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့အစစ်စစ်တက်ဆက်သူနန်းဖြစ်ပါတယ်ဒီနေ့မှလာပရိသတ်လေးတို့အတွက်ဆလံကားလေးတစ်ပုဒ်ကိုရွေးချယ်တက်ဆက်ပေးချင်ပါတယ်ဒါကြောင့်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလံလေးရဲ့ဆုပ်တိကိုကြည့်ရှုအားပေးချင်ပါအောင်နော် Hi ကျမကတော့ Barbara Money Thai နဲ့ Violet ဖြစ်ပါတယ်ကျမရဲ့ဇလန်လေးကိုသဘောကျရဲဆိုရင်တော့ပရိသတ်လူတို့ကဗီဒီယိုလေးကိုလိုက်လုပ်ခဲ့ပြီး channel ကိုလည်း subscribe လုပ်သားပြပါအောင်နော် ကျမကတူရဲသောမမေနဲ့အတူကြီးပြင်းလာခဲ့ပြီးတော့မမေကကျမအတွက်အရာအလောက်ကိုဖြည့်ဆည်းပေးတဲ့သူမျိုးပါမမေကကျမတော်တော်ပြီးပြည့်စုံပါတယ်ဒါပေမဲ့တခြားကလေးတွေကအဖေနဲ့တူတူတူသွားနေတဲ့အချိန်လေးကိုမြင်ကျမလည်းအဖေရဲ့အကြောင်းကိုအမေကိုမေးမိပါတယ်အဖေရဲ့အကြောင်းကိုမေးလိုက်တော့အမေကပေါ်တီပေါ်ပြက်နဲ့ဖြေပါတယ်တခါလေအမေကပတ်မှုတော်ဝဲခိုင်းတာသူဟာအစာအုပ်တန်းမှာသွားပြီးတော့ပါရီရှန်နေလည်းမသိပါဘူး ိမိကရှင်မို့ပြီးတော့ဒီတိုင်းပြောပြမလဲကျမရဲ့ခေါင်းထဲမှာတော့ပြပြနဲ့ပတ်သက်တဲ့မိကိုနေပြနေခဲ့ပါတယ်။ဒါပေမဲ့လည်းကျမလူစင်းတဲ့အဖြေကိုမရနိုင်တာမှန်သိတာကြောင့်ကျမလက်ဆက်ပြီးတော့မေးတော့ပါဦး။မိမိကကျမကိုအပြေအဝချစ်ပြီးနေပြီပဲလေ။အဲ့ဒါကပဲအရေးကြီးတယ်မလား။တရားကြတော့ကျမအသက်73နဲ့အရွယ်မှာအရှာအလုံးကပြောင်းလဲသွားကြတာပေါ့။ကျမလည်း TV လေးကြည့်ပြီးတော့အေးစစ်စစ်အနားယူနေတော့ကျောင်းမှာရုတ်တရက်ကလေးတစ်တိုက်ကရမ်းပစ်ကြတယ်။သူတို့နဲ့ဝေးနေဖို့အတွက်ကျမလည်းဟိုဘက်ကိုတွန်းသွားလိုက်ပြီပဲ။ တို့ရဲ့အားတွေကကျမရှိကိုရလာပြီးတော့ကျမကိုတွန်းတိုက်သလိုဖြစ်သွားပါရယ်။ကျမပြန်ထလိုက်တဲ့အချိန်မှာကျမရဲ့လက်မှာနီမြန်းတွေရဲ့အကွက်ကြီးတစ်ခုကပေါ်နေခဲ့ပါရယ်။အဲ့ဒါကြောင့်ကျမလည်းအရှမ်းလက်ပြီးတော့ထအောင်လိုက်ပါရယ်။ဒါကြီးကပါကြီးလဲ။အာ။ဆရာဝန်နဲ့သွားပြီးတော့စေခန်းပြကြည့်တော့တမက်တိုဖီယာလို့ခေါ်တဲ့ကျမမှာအရှိပြရောက်ကတမျိုးရှိနေရလို့သိရပါရယ်။ကျမကကျမထုတ်လိုက်တဲ့အရှာရိနဲ့ပတ်သက်ပြီးတော့ပြဿနာရှိနေတဲ့ယောဂတမျိုးပါ။ကျမရဲ့အရှိပြားကဘာကိုမှမထီလောက်အောင်ပဲအရောင်းကို sensitive ဖြစ်နေပါရဲ့ ဒီတိုင်းအသားမှချစ်မိသွားရင်တော့မှအရှိပြားပေါ်မှာအနီးကွက်ကြီးအကြီးကြီးပေါ်လာတတ်ပါတယ်။ကျမလိုအသက်ရွယ်မျိုးမှာဓာတ်ကပြည့်နေပြည့်တာရှိတဲ့ယောဂတမျိုးဖြစ်ပါတယ်လို့အရှောင်းဝင်ကတော့ပြောပါတယ်။မကြခင်မှာပဲတက်တာသွားလိမ့်မယ်လို့ပြောပေမဲ့အချိန်လေးကတော့ကျမတို့ထင်တာသလိုမဟုတ်ခဲ့ပါဘူး။အမေဓာရီတွေကကြည့်ရတာဆိုရယ်နော်။မဟုတ်တာတမီးလေးရဲ့တမီးလေးကအတွေ့လို့နေရပါ။အဆင်ပြေသွားလိမ့်မယ်နော်။ပြီးတော့အင်ချီလည်းခဏခဏလေးပြီးတော့ဝေ့ချတာပေါ့။ ။တမီလေးကဒီဇာနာပတ်သက်ပြီးတော့တခြားသူတွေကိုပြောအောင်ရှင်းနေရဲဆိုရင်လည်းပြောလို့ရပါတယ်။ထားပေါ့ကျမတခြားသူတွေကိုမပြောချင်ပါဘူး။အရင်နေ့ကဆက်ပြီးတော့ကျမကအင်ဂျင်လက်ရှိအရှိရေဇီမောင်းမိအရှိရေကိုပဲဝစ်ရှင်လာရတယ်။ပြီးတော့လက်အိတ်တွေကိုဝစ်ရတဲ့အထီကိုဖြစ်လာကြတာပါ။တခြားကလေးတွေကကျမခေါင်းစားချေဆုံးဖုံးခွဲထားတာကြောင့်ကျမကိုစပြီးတော့နောက်ကျတော့ပေါ့။ဘာယောကဖြစ်ကြလဲ။သူတို့သိချင်တယ်ဆိုပြီးတော့အတင်းကိုလက်ပြခတ်ပြမဲ့လဲ။ကျမကသူတို့ကိုပြဖို့အတွက်ကြောက်နေတာကြောင့်မပြောင်းရင်ကိပါဘူး။ ဒီလိုကျမရဲ့ယောဂါကသူတို့အတွက်တော့အရွှေပွဲတစ်ခုလိုဖြစ်လာခဲ့ပါတယ်။မင်းကဝင်းပလူလိုမျိုးအမွေးတွေအများကြီးပေါက်နေရလား။အဲ့ဒါကြောင့်အမြဲတမ်းဖုံးကွယ်ထားပြီးတော့အဝိရှေကြီးတွေကိုဝေ့ရတာလား။ဒါမှမဟုတ်သူကငါအခြေကုန်တွေလိုမျိုးအရှိပြားဖြစ်နေရလား။ဘသူသိနိုင်မလဲနော်။သူအဲ့လောက်ထိဖုံးကွယ်ထားနေတော့အဲ့ဒါကတော်တော်လေးဘုကိုထိုးဆောင်လို့ဖြစ်လိမ့်မယ်။ယူရီကမပြတ်လို့အဲ့လောက်တောင်ဆွေးရှုပ်ဖို့ကောင်းနေရတာလေ။တကယ်ကြတော့ကျမရဲ့စာအုပ်တွေကိုလော်ကာရီထည့်နေတော့ကာမလီတရားကျမစီကိုရလာပါတယ်။သူကတော့ရှာလိုက်ဖြစ်ပါတယ်။ ကျမတို့ကအတန်းတူတူပါပဲ။ညရမှာဖြစ်လို့ ancient legendary ကိုအပြည့်အဝဝင်ထားနိုင်တာလဲနော်။လုတ်ပြန်ပြီးနောက်တစ်ယောက်။ကျမဒီလိုမိခိုးတွေကိုဖြည့်ရတာအရန်ကိုစိတ်ကုန်နေပါပြီ။ညပစက်လေးကိုပိတ်ထားပြီးတော့ဂျီတာလေးလှည့်ထွက်သွားကောင်းမယ်နော်။အဲ့တော့ကငါအလုပ်မလုပ်ပါ။ဟမ်၊ရှမ်းလိုက်တာ။ငါဒီတိုင်းမိတာပါနော်။ဘာလို့ဆိုတော့တခြားကလေးတွေကအနေအကျောင်းမဲ့အများရန်ပြောနေကြလို့ငါလည်းမဖြစ်တော့လဲဆိုပြီးတော့သိချင်လာလို့ပါ။ဘာလဲဆိုတော့ငါသိတယ်လို့ပဲ။နင်ကတက်တူတွေထိုးထားလို့မလား။ အဲ့ဒါကြောင့်ဒီလိုအင်ဂျင်လက်ရှိပေါင်းပြီးလက်ရှိရုပ်ဝတ်ပြီးတော့ဖုန်းခွေထားရမလားဟုတ်တယ်လေရပြီလားဟမ်ဟုတ်လားဘယ်လိုလုပ်ပြီးတော့နေ့မှတက်တူးတွေအများကြီးရှိတာလဲငါဖေတာဆိုရင်ခုပြမမဟုတ်ဘူးငါမေတာငါနားမှာရှိလို့ရှင်လဲသူလဲတေချာဘုတ်ကိုတားမြစ်ပါအော်သူကသူ့မိမရှိတော့ဘူးပဲကိုအဲ့ဒါကြောင့်ကျမတို့စာနေတော့လေးတော့အဆင်မကောင်းဖြစ်သွားပြီကျမတို့ကိုစကားပြပြဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့ကျတော့သူကျမနဲ့တူတူလာထိုင်တယ် သူကသဘောရကောက်ပြီးတော့ချစ်ဖို့ကောင်းတဲ့ကောင်မလေးဆိုတော့ကိုကျမတိလိုက်ရပါတယ်။ကျမတို့သဘောကျသွားကြတယ်။ကြောင်ပြီးတော့အချိန်ဒီမှာလဲ Aura Cartoon Channel က video တွေကိုကျမတို့တူတူကြည့်ခဲ့ကြတယ်။ကျမမေကသူ့ကိုလည်းနွနွထွထွကျူဆူပါတယ်။ပြီးတော့သူ့ဖေကလည်းကျမဘော်ကိုသဘောကောက်ပါတယ်။တွေ့ရတော့ဝမ်းသာပါတယ် Violet ။ဖေဖေအဲ့လိုကြီးကြတော့ချစ်ဖို့ကောင်းတယ်လေနော်။တော်သေးတာပေါ့ Violet ကငါတို့အဖေချာကိုနားလိုက်ပြီးနားလို့ကျမတို့ရဲ့တင်ငယ်ချင်းစစ်စစ်ရေးကပမာပို့ပြီးတော့ခိုင်မာလာလဲဒီလား။ ရှေ့ကပြစ်စကိတ်စီးတဲ့နေရာမှာပါကျမရိနေကစကိတ်စီးတဲ့နေရာမှာအရှမ်းကြောက်နေကြတယ်ပြီးတော့ချော်လက်ကြောက်သွားပြီးတော့အရှက်ဖို့လောက်ကောင်းတင်ပါရယ်ဒါပေမဲ့ချော်လက်ကတော့ကျမကိုအများကြီးနားလိုက်ပြီးကြတော့လေချော်လက်တော့လာလားမမဖြစ်ပါဘူးဟာကြည့်ပါလားငါလက်ကိုကိုက်ထားတူတူသွားကြမယ်အချင်းကျလာရတဲ့အမြအကျမတို့ကပူပြီးရှင်နီလာချပြီးတော့တကယ်ချင်းနေဖြစ်လာခဲ့ရပါတယ်။ကျမကိုရဲရွှေကိုရောက်တော့မိမိကလူတယောက်နဲ့အသေးအသက်အရေးကြီးတဲ့စကားတွေကိုဖုန်းနဲ့ပြောနေကြတာကျမကြားလိုက်ရပါတယ်။ ကျွန်မအိမ်ထဲဝင်လာတဲ့အချိန်မှာပေါက်ကိုချက်ချင်းချလိုက်ပါတယ်။ဟွန်းထူးချလိုက်တာ။ကျွန်မလည်းဘာမှမဟုတ်ပါဘူးဆိုပြီးတော့အတီးတိုင်းပဲထားလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီဖုန်းပြောတာကနေ့စဉ်အလုပ်တစ်ခုလို့အတူတက်ဖြစ်လာခဲ့တာပါ။အမြဲလိုလိုဖုန်းပြောနေပြီးတော့ကျမရောက်လာတဲ့အချိန်တွေဆိုရင်အဲ့ဒီဖုန်းကိုချပစ်ပါတယ်။တရားကြားမေမေကအပြင်ကပြန်လာတယ်။ကျမဘရိမတ်ကနေလဲကြည့်လိုက်တဲ့အချိန်မှာချာလော်တီရဲ့အဖေနဲ့တူတူရှိနေတာကိုတွေ့လိုက်ရပါတယ်။ဟမ်ဘာလဲဟာ။ကျမအဲ့ဒီအကြောင်းကိုချာလော်ကိုပြပြပါတယ်။သူကဘာမှမဖြစ်တယ်လို့မျိုးပြုတ်ပူနေပါတယ်။ ကျမကတော့စိုးရိမ်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကျမမေသူ့ပြီးနေစကားပြောနေကြတာကညစိန်ရဆက်ဖြစ်လာခဲ့လို့ပါ။မမေကိုထိတဲ့တွေ့ပြီးတော့ကျမမေစီတော့သူကတော့လင်းပြောနေပါတယ်။မဟုတ်ပါဘူးတမီးလေးရဲ့အမေကဒီတိုင်းနွားနို့တော့ဝယ်တာပါ။ဟွန်းဟုတ်လား။တကယ်ကြတော့အမေထက်ပြီးတော့အပြင်းထွက်သွားတယ်။ကျမသူ့နောက်ကနေလိုက်ဖို့ဆိုဖြစ်ထားလိုက်တယ်။ကားနဲ့သူတို့ထွက်သွားခဲ့ကြပြီးတော့ကျမရှိကိုကာတစီကပိတ်ရလိုက်ပြီးကျမမျိုးလုံးတွေတော့ချင်းသွားပါရယ်။မင်းကကားစီးဖို့လိုနေတဲ့ချင်းနဲ့တော့သူကတော့ဘန်လို့ခေါ်ပါရယ်။ ကျောင်းမကျောင်းသားတတိယဖြစ်ပြီးတော့ကျမထက်အသက်တစ်နှစ်ကြီးပါတယ်။ကျောင်းသားကောင်စီမှသူကတော်တော်လေးလှူရှာတဲ့သူဖြစ်တာကြောင့်ကျောင်းကောင်ကြီးအလကသူကိုတီးချရလေ။သူကကျမယုံကြည်စိတ်ချလို့ရတဲ့သူမျိုးဖြစ်တာကြောင့်ကျမလည်းသူ့ကိုကားပေါ်ကိုတက်လိုက်ပြီးအမင်းတော်ကိုလိုက်ဖို့ဆော်ပြလိုက်ပါတယ်။ဒီတော့အရှိကောင်နဲ့ထွက်သွားတာကသူလဲ။ညီမရဲ့အမိပါ။သူ့ကိုကြည့်နေတော့ဘာလို့လဲသိရအောင်လို့တေချာဆုံဆဲမှဖြစ်တော့မယ်။ဒီအပိုင်းအမေကအပြင်ကိုခိုးခိုးထွက်နေတာများနေပြီလေဟဟဟုတ်လားရှော့တရကြီးပန်က ရှေ့မှာကြောင်လေးတစ်ကောင်ဖြစ်သွားတာကြောင့်ကားကိုအတင်းမရဘရိတ်ကိုညှိလိုက်ရပါတယ်။ကျမလည်းအရှင်သမီးပြုတ်ကြမလို့ဖြစ်နေတော့သူကကျမလောက်ကိုလမ်းဆွဲထားပြလိုက်ပါတယ်။မင်းစီပြေလား။ငါတော့မပါရဲ။ငါထိကြိုက်သွားလို့တမင်တကာလောက်တော့မဟုတ်ပါဘူးနော်။အာရပါရဲ။ကျမကထီလို့မရရောဂါတမျိုးပဲရှိနေတာပါ။ကျွန်တော်အဆင်ပြေပါရဲ။ဆတ်သောဆိုင်အသေးလေးတစ်ခုမှာကျမရဲ့အမေကရှာလို့ရအဖေနဲ့စကားပြောနေတာကိုကျမတို့လမ်းပြီးမြင်လို့ရပါတယ်။ ။ဘန်ကကျမကိုအဲ့ရှာတော့ဆိုင်တန်းလိုက်ပို့ပြီးတဲ့နောက်ကျမလည်းသူတို့ကိုတွားပြီးတော့ရင်ဆိုင်လိုက်ပါရယ်။သမီးတီတာပဲ။မိမိကသမီးကိုလိမ့်နေတာ။ Violet ၊ဒါကသမီးထင်နေတယ်လို့မျိုးမဟုတ်ဘူးနော်။လာပါ။မိနာမထိုင်ပါအောင်။ကျမမထိုင်ချင်ပါဘူး။မိမိကအတင်းတောက်ဆုံနေတာကြောင့်ကျမလည်းမိနာမဝတ်ထားလိုက်ပါရယ်။ကျမသူ့အစောကတည်းကပြပြထားတင်တာပါ။ထပ်ပဲအချင်းကောင်းကုန်ဆောင်နေကြလို့ပါဖောက်လဲရှောင်းလို့ရဲ့အဖေကတနည်းရဲ့အဖေပဲနော်ဟမ်ဘာပြောလိုက်တယ် အဲ့ဒါအမှန်ပဲတမီလေအဖေတောင်းမှာရယ်တမီရဲ့အမေကိုအဖေထွက်သွားပြီးထောက်ခဲ့မိတာကအဖေဘွားရဲ့အကြီးမားဆုံးသောအမားတစ်ခုပါပဲအခုတော့ဆုံးရှုံးသွားတဲ့အချိန်တွေအတွက်အဖေတို့ပြန်ပြီးတော့အရှင်ပြေကျွန်းလို့ပါတကယ်တော့ကျတော့ကျမရဲ့အဖေနဲ့အမေကကြွေးခဲ့ကြပြီးတော့ကျမကိုဝေးခဲ့ကြတယ်ဖေဖေကမမီနဲ့လမ်းခွဲပြီးတော့နောက်ပိုင်းမှာတော့ရှာလို့ရအမေကိုလက်ထပ်သွားခဲ့ပါတယ်အခုကျတော့အမေနဲ့ရှာလို့ရအဖေကအပြင်းပြီးတော့ပေါတော့ကြီးနေကြတော့လေကျမကောင်းနေမှုနေပါတယ်သူတို့နှစ်ယောက်စလုံးကကျမကိုလင်းခဲ့တာပဲ ဘာဖြစ်လို့အခုမှလဲဘာဖြစ်လို့အချိန်တွေအများကြီးကုန်ခံပြီးတော့မှလဲဒီကြောင့်တော့ပတ်သက်ပြီးတော့အရှာလို့ရောသိရလားဒီကြောင့်ကို तू မသိပါဘူးအဖေလဲကြောက်ပြီးတော့ तू မပြောပြရတာအဖေနဲ့ရှာလို့ရအမေတို့လမ်းခွင့်လိုက်တာကသူ့အတွက်ကြီးမားတဲ့ဆန်းရှုပ်မှုဖြစ်ခဲ့တယ်လေအဲ့ဒါကြောင့် तू အဆင်ပြေသွားတဲ့အချိန်ကြီးစပြီးတော့အဖေပြောဖို့လုပ်နေကြတာပါဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သမီးလေးသူ့ကိုပုံပွဲထားပြလို့ရမလားမရှာဘူးဒါရီအလောက်ကအထိပ္ပယ်မှမရှိအောင်သမီးအဖေကိုမုန်းတယ် ကျွန်မမျက်ရည်တွေဝဲပြီးတော့အရိကနေထွက်လာခဲ့ပါတယ်။မိမိကလည်းကျွန်မနောက်ကနေလိုက်လာပြီးတော့အင်ကိုပြန်မလာခဲ့ကြတယ်။ကျွန်မရဲ့အဖေကိုအခွင့်အရေးတစ်ခါလောက်ပေးဖို့အတွက်မိမိကအသေးတတောင်းဆိုနေပါတယ်။ရှာလော့ကိုဒီကိစ္စနဲ့ပတ်သက်ပြီးသူ့အဖေကိုရောင်ပြောတော့ကပိုကောင်းတယ်လို့သတိမထင်ဘူးလား။အမေပြောတယ်လို့ဖြစ်နေပါတယ်။အဲဒါကြောင့်ကျွန်မဒီကိစ္စကိုလျှို့ဝှက်ချက်ထားပေးဖို့အတွက်သဘောတူလိုက်ပါတယ်။နောက်နေ့ကျတော့ကျမရှောင်းလိုက်ရင်ဆိုင်ဖို့ရှင်းတော့ပန်းတို့ဖြစ်နေကြပါရဲ့။ဟေး၊နေ့ကငါနေ့ကိုဖုန်းဆက်တည်တယ်။ ငါတို့မနေ့ပြန်ကြောက်ရင်အိမ်မှာတူတူရုပ်ရှင်ကြည့်ကြရင်ဘယ်လိုလဲလို့သူ့အိမ်မှာလားမမဖြစ်နိုင်ဘူးအဲ့ဒီအချိန်မှာပဲဘန်ကဟောကောင်းလမ်းမတွေရှောက်လာတော့ကိုကျွန်မလည်းမြင်လိုက်ပါတယ်ကျွန်မဘာမှတော့ပြောနိုင်ခင်မှာပဲသူကကျွန်မရှိကိုလက်ပြနေတယ် Violet ဘန်ရှာလို့အမေတော့ဒီနေ့ငါတို့နဲ့ဒိတ်လို့ဖို့ရှိနေတာဒိတ်ဟုတ်လားဟုတ်တယ်ကျွန်မတို့ဒိတ်သွားလို့ပါလေဟုတ်တယ်မလားဘန်အာဟုတ်တယ်9နိုင်လောက်ကြာရင်သူ့ရဲ့ကိုသွားချင်မလို့ နောက်မှပဲတွေ့ရမယ်နော်ဖောက်လက်ကောင်းလာကြည်လားဒါဆိုသူကနေ့ပထမအုံဆုံးချစ်သူပေါ့ကျမကလင်းပြောတဲ့ညမှာညံ့ပါရဲဒါပေမဲ့လည်းသူကဲတော့လို့တော်သေးတာပေါ့ဒါပေမဲ့အင်ကိုရောက်တော့ပီပီကကျမနဲ့အညောတော်စကားပြောချင်တယ်ဆိုတဲ့အကြောင်းအမေကပြောလာပါရဲအဲ့ဒါကြောင့်ကျမတို့သွားတွေ့မှဖြစ်လိမ့်မယ်ညနေကျတော့ကျမမထင်ထားလောက်အောင်ပဲဘန်ကပန်စီတစီနဲ့ကျမကိုအရှိကနေလာဆောက်နေပါရဲအာကျမတော့မပါရဲနော် ကျွန်မဒေးလို့ပြောလိုက်ပြီးတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းမေးနေမိလို့ပါတကယ်တော့ကျွန်မဒီနာတရားနဲ့တွေ့ဖို့ရှိတယ်ကျွန်မအပြင်ထွက်ဖို့လုပ်တဲ့အချိန်မှာဘန်ကသူလိုက်ပို့ပေးမယ်ပြောတော့ကြောင်းကျွန်မလည်းလက်ခံလိုက်ပါတယ်ဘန်ကျွန်မအဖေကိုတွားတွေ့ခဲ့ပြီးတော့သူကလည်းကျွန်မကိုတောင်းပန်စကားကအဖြစ်မစကားမပြောစရာမရှိပါဘူးတဖြစ်ကျွန်မနဲ့အမေကိုတောင်းပန်ရောက်လွယ်ပြီးတော့တခြားခြားပြောစရာမရှိတော့ဘူးလားတောင်းပန်ရတဲ့မိလေးအဖေတိပါရယ်အဖေကနေပါအောင်အတိလို့မခေါ်ပါနဲ့ဟော ခုမှအဖေကကျမပေါ်ရကိုဝင်လာပြီးတော့အရှာလောကအစီပြေတဲ့ပုံစံဟန်ဆမ်နေပါနဲ့နော်။ချီလို့ပြောပြီးတော့ကျမလည်းပန်းဆောင်တွေကနေပြေးထွက်လာခဲ့ပါတယ်။ဘန်ကကျမကိုစောင့်နေပြတာကိုတွေ့လို့ရပါတယ်။ဘာကြောင့်ကျမကိုစောင့်နေရလဲလို့မေးတော့ကျမအစီပြေပါမလားဆိုပြီးတော့စိတ်ပူလို့လို့ပြောပါတယ်။သူ့ရဲ့ချုံမြင့်မှုတွေကိုကျမမြင်လိုက်ရပါတယ်။အိမ်ကိုပြန်တဲ့လမ်းမှာဘန်ကကျမကိုရှေ့ကမှဝယ်ရွှေ့ပြီးတော့စကားနည်းနည်းလောက်ပြောပြခဲ့တယ်။သူကကျနာရဲ့ကောင်းလေးတယောက်ဖြစ်ပြီးတော့ကျမလည်းသူ့ကိုအရင်သဘောကျပါတယ်။ စကားပြောနေတော့ယုတ်တရဘန်ကကျမတို့ကိုကန်လိုက်ပြီးတော့ကျမနှာခေါင်းလေးကိုတို့လိုက်တယ်။ရှာပြီနော်။မင်းရဲ့နှာခေါင်းပေါ်မှာရှင်ကင်းပုတ်လေးကပ်နေလို့ငါခွာပြီးလိုက်တာပါ။ချစ်စရာလေး။အာကျမထင်သွားတာကဘာလဲ။မင်းကိုနမ်းမလို့ထင်သွားတာလား။ဟာဟာ။အဲ့လိုလွတ်လိုက်ရင်ရောအရှမ်းများဆိုးသွားမလား။အဲ့လိုကြတော့အရှမ်းမြင်တာပေါ့။ဟာကျမမိနေတာ။ကျမတို့မပြောရသေးတာတခုကကျမကအဲ့လိုမျိုးတွေလုံးလုံးမမရတာ။ ကျွန်မပြပြစင်းမဲ့အစစ်တက်ချင်တယ်လို့ပြောလိုက်တော့သူကလည်းလက်ခံပြီးသဘောတူလိုက်ပါတယ်။အရင်နေ့ကစပြီးတော့ဘန်နဲ့ကျွန်မတို့ခဏခဏအပြေးသွားခဲ့ကြရတယ်။သူနဲ့အချင်းကုံဆုံးပြနေတော့ရှာလော့ကိုရှောင်းအောင်ကကျွန်မတို့ပြူပြီးတော့လွတ်လာကြတာပေါ့။သူ့ဝင်ကိုလာလဲဖို့ကျွန်မကိုခေါ်တဲ့အချင်းမျိုးတွေဆိုကျွန်မလည်းဘန်နဲ့တူတူရှိချောင်ပဲပြလိုက်ပါတယ်။ဒါဆိုရင်သူကသိပြီသားလား။ပေကေဆန်နဲ့ပတ်သက်ပြီးတော့ရှာလော့ကလာမေးရထင်သွားတာ။တော်သေးတာပေါ့အရှိပြောက်ကိစ္စဖြစ်နေတော့။သူမသိဘူးလေ။ညတော့မပြောဘဲနဲ့ဒီလိုမှမရတာ။ ငါတို့ရင်ဆိုင်ဖို့ကလည်းအဆင်မပြေဖြစ်သေးဘူး။ကောင်းပြီလေ။ဒီနေ့ညနေငါအဖေကိုလာကြွခိုင်းပြီးတော့ငါတို့တောင်ရအတူတူ shopping mall သွားကြရမလို့လဲလို့။ဘာလို့လဲဆိုတော့အခုတလောငါနေနဲ့တက်ပြီးတော့အချိန်မကုန်ဖြစ်သလိုပဲ။အာနောက်မှပဲသွားကြတာပေါ့ဟဲ့။တကယ်ကြတော့ကျမနေ့လဲစားစားနေတော့ Sherlock ကကျမနဲ့တူလားဆရ။ဘန်ကလည်းကျမပြီးနောက်မှလာထိုင်တော့ Sherlock ရဲ့မျက်နှာချိုးကအချက်ချင်းပဲပြောင်းသွားပါရယ်။စပယ်ကနေထွက်ပြီးတော့ထွက်သွားပါရယ်။ကျမလည်းသူ့နောက်ကိုလိုက်ပြီးတော့ဘာဖြစ်တာလဲလို့မေးကြည့်လိုက်တော့ ရောက်တဲ့သူကကျမကိုဒေါသတွေထွက်နေပါရယ်။ဘန်ဘန်ဘန်နဲ့တစ်ချိန်လုံးသူ့အပန်တွေနာမှာရှိနေရနော်။နေ့မှခေစောတင်ခဲ့ခြင်းငါရှိနေသေးတယ်ဆိုတာကိုနင်မမြင်မိနေရလား။ငါမှတော့နင့်ကိုတတိယနေလိုက်ရတော့။ငါတို့ကညီမတွေလိုမျိုးငါကတွေးထားတာ။အခုကျတော့ကြည့်ပါဦး။ငါကသုံးပိတ်လိုမျိုးပဲ။နင်တို့ကျတော့မလိုက်ပြီးရှောက်နေတဲ့သူလိုမျိုး။ငါအိမ်ကတော့မှနေတခါမှလာမလဲတော့ဘူးလေ။ဒီကရင်ကျတော့ကျမတို့အိမ်ကိုမသွားတာကကျမတို့ရဲ့အဖေကိုမတွေ့ချင်လို့ပါ။ အဲ့ဒီကြောင့်ကိုလည်းကျွန်မတို့မပြောပြချင်ဘူး။ဒါပေမဲ့လည်း Terry ကသူ့ရဲ့အမမမဟုတ်တာလေ။ Charlotte ကဘလိုပဲဖြစ်ဖြစ်ကျွန်မရဲ့အချစ်ဆုံးတငယ်ချင်းပဲဟောင်း။ဒါကြောင့်တန်းပြီးတော့မှသူနဲ့တူတူရွှေ့ရှင်သွားကြည့်ပေးလိုက်တော့သူပြန်ပြီးတော့ပြောသွားပါရယ်။ရွှေ့ရှင်ကြည့်ပြီးတော့ဒီလိုနဲ့ကျွန်မတို့ထွက်လာခဲ့ကြရယ်။ Terry ကလည်းကိုကျွန်မဘက်ဝင်သွားပြီးတော့ရှော့တက်တကားကပြေးသွားပါရယ်။ Terry ကမိရွေကလည်းပြင်ရင်ပြီးတော့ကျွန်မဘာလို့မှမသိတော့ဘူး။ချမမကောင်းတော့ဘူး။ Terry ကလည်းမပြေးပြီးတော့ကကျွန်မတို့တော့အင်မဆိုးချစ်မျိုးပဲ။ ဖောက်လာနေစီတည်းရလားငါပြတော့ကိုကြားရလားခဏလေးအဲ့မှာနေအောင်နော်ငါအခုအကူကြီးခေါ်နေပြီရှာလောမမြန်လောက်ပါငါဒီထဲမှာမနေနိုင်ဘူးတန်းလေးကလည်းမနေနေရတဲ့စက္ကန့်တိုင်းစက္ကန့်တိုင်းကကျမတို့တတတာလောက်ကြာသွားပြတယ်နောက်ဆုံးကျတော့တန်းလေးကကပွင့်လာပြီးတော့ကျမရဲ့အဖေကိုတွေ့လိုက်ရပါတယ်ချက်ချင်းမဲ့အဖေကကျမကိုတင်လာပြီးကြတယ်တမီးလို့ရဘလို့ဖြစ်ရတာလဲအဖေအရင်စိတ်ပူနေခဲ့ရတာရှာလောကအဖေတို့ကိုဖုန်းဆက်ပြီးတော့တမီးရဲ့အမိနဲ့အဖေတို့ချက်ချင်းမဲ့ပြေးလာကြကြပါတယ် တမီးလေးကိုအဖေးထပ်ပြီးတော့ဆောင်းရှောင်းလိုက်ရပြီလားဆိုပြီးတော့အရန်ကြောက်နေကြရတာအမ်အဖေးတို့ဘလို့ခေါ်လိုက်တာလဲဘာဖြစ်နေရလဲရှာလောက်ကကျမတို့ပြောနေတာတွေကိုကြားတော့အဖေးလဲရွေးချယ်စရာမရှိပဲနဲ့ရှာအလုံးကိုအမှန်တမ်းပြပြလိုက်ရပါတယ်ရှာလောက်လည်းချက်ချင်းပဲပေါက်ကွဲပြီးတော့ထောသားတွေထွက်ကုန်တယ်ချက်ချင်းပဲဒေါသထွက်နေတဲ့မကောင်းဆုံးအတကောက်အဖြစ်နဲ့ပြောင်းလဲသွားခဲ့ပါတယ်အဖေးကကျမကိုလျှက်တယ်ပေါ့အဖေးလဲကျမကိုတိုက်မမထောက်ကျမကိုဆွပစ်တယ်အမေလိုပဲရှာလောက်ညီပါအောင်ဟာ အနည်းဆုံးတော့အဖေပြောတော့ကိုနားထောင်လိုက်ပါဦးအဖေပါကအเจ้าရင်ရှိပါတယ်ပြီးတော့နင်ရောပဲနင်ကလည်းဒီเจ้าကိုသိနေပြီသားပေါ့ဘာဖြစ်လို့ငါ့အပေါ်ကိုဒီလိုလိုရတာလဲနင်နဲ့နင်မေငါတို့စီကနေဝေးနေဒီလိုပြောပြီးတော့ရှာလောက်ထွက်ပြေးသွားတယ်အဖေကလည်းသူ့နောက်ကနေလိုက်သွားခဲ့ပါတယ်ကျမလည်းအရန်ကိုထိနေသွားပြီးတော့ဘာလို့လို့ပါကလည်းမသိပါဘူးအစောတက်မှာတော့ရှာလောက်လည်းဒီကိစ္စနဲ့ပတ်သက်ပြီးငါလည်းပြီးနိုင်လိမ့်မယ်လို့ထင်ပါတယ် သူကလည်းကျမကိုချစ်တာဆိုတော့ကျမကိုအမတယောက်ဖြစ်နေတတ်မှတ်ပြီးတိတ်ကောင်းမှာပဲ။ကျောင်းမကျမလည်းရှာလောက်ကိုတောင်းမမို့တဲ့အချိန်ချင်းကြိုးစားပေမဲ့သူကကျမကိုထောတော့ထွက်တဲ့အကြည့်နဲ့ပဲကြည့်ပါရယ်။ငါမလို့ချင်စောအရာကတော့နင့်မျက်နှာကိုကြည့်တာပဲ။လူလိမ်မရှာလောနင့်မဲအမြဲတမ်းငါတို့ကညီမအရွှေနဲ့ဖြစ်တိတ်ကောင်းမှာပဲဆိုမဟုတ်ဘူးလား။အခုငါတို့တွေထားကပိုကောင်းတာမဟုတ်ဘူးလား။မလို့ချင်ဘူးအဲ့ဒါလည်းမလို့အပ်ဘူး။ဒီမှာပြလို့ငါပေါ်လိမ်ရတာလေ။ အဲ့ဒီအချိန်မှာပဲဘန်ကကျမတို့ဂျာရဲကိုလမ်းလျှောက်လာပါတယ်။ရှောင်းလိုက်ရဲ့မျက်နှာကိုကြည့်လိုက်တော့ရှုံးမာရဲ့မျက်နှာအဖြစ်နဲ့ကြောင်လောက်သွားပြီးတော့သူတကုတ်ကုတ်ကိုကြံစီနေပါပြီ။အော်ဟုတ်တာပဲ။ဒီကောကလူလိန်ဖြစ်တဲ့ဝေဖောက်လာခဲ့တာလဲဖြစ်စီဖြစ်မှာပေါ့လေ။နေရငါပေါ်လဲလင်ခဲ့တယ်လို့ဘန်ပေါ်လဲလင်ခဲ့ရမလား။ဘန်သူကမျိုးသူမျိုးဝင်စပြက်ထားဟုတ်လား။သူဘာတွေပြောနေရလဲပွားရောလား။ရှာလို့တော်လိုက်ပါတော့ဟာ။မဖြစ်ပါဘူး။ ငါဒီကိစ္စကိုဘန်းကိုပြပြလိုက်ရင်ပို့ပြီးတော့ကောင်းတော့မှာမဟုတ်ဘူးကလေပြပြဖို့အတွက်ဆိုရင်တော့တခါရက်တက်တည်ပြလိုက်တာပိုကောင်းပဲဒီလိုပြောပြီးတော့ရှာလော့ကကျမလက်ကိုဆွဲဆိတ်ပြီးအဝေးကိုထွက်ပြေးသွားပါတယ်သူကျမကိုဆွဲဆိတ်လိုက်တော့ကျမရဲ့လက်မှာအခုအကြည့်ကြီးထလာခဲ့ပါတယ်ဘန်းပါဝင်ចောင်းသားတွေအလုပ်ကကျမကိုဝိုင်းကြည့်နေကြတော့ပေါ့သူလည်းကျမကိုဒီတိုင်းပဲចောင်းကြည့်နေပါတယ်အဲ့ဒီခိုက်တက်မှာကျမနားလိုက်လိုက်တာကကျမတို့ခြေထဲမှာပုံမှန်ဆက်ရင်မဟုတ်တော့ဘူးဆိုတာကိုပါပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျောင်းကဆရာတွေကလည်းရှာလော့ကိုထိမ့်သိမ်းအခန်းထဲပို့ထားလိုက်ကြပြီးမိမေကကျမကိုလာခေါ်ခဲ့ပါတယ်။ကျမကျောင်းမဆက်ပြီးတော့မရှိချင်တော့ဘူးလေ။မိမေကလည်းကျမစကားပြောတော့တလို့ကျောင်းကလည်းတပတ်လောက်မသွားတော့ပါဘူး။အခန်းထဲမှာပဲအောင်းပြီးတော့ပြိနေကြတယ်။ဖုန်းကိုလည်းပိတ်ထားလိုက်ပြီးတော့အားလုံးနဲ့ဆက်သွယ်ဖြစ်ထားခဲ့ပါတယ်။လူတွေအားလုံးအရှာတွေအားလုံးကနေပြီးတော့ကျမအဝေးကိုပြောက်ွက်သွားချင်ပြီးတော့လေ။ကျေးဇူးတင်စရာကောင်းစွာနဲ့ပဲဆောင်းရသည့်ပိတ်ရက်လေးကရှင်းလာခဲ့ပါတယ်။ ဒါကြောင့်ကျမဘွားရဲ့ဖြစ်ပျက်တွေရင်ဆိုင်ဖို့ကြောင့်ကျမစိတ်ကိုပြန်ပြီးတော့ကုစားမှာပေါ့။တကယ်ကြောင့်ပြပြလဲကျမအခန်းထဲကိုဝင်လာပြီးတော့ကျမကိုဖတ်ပြပါရယ်။နေပေါင်းမြောက်စွာမကန်စားဘူးရတဲ့ခန်းစားချက်မျိုးကျမမမေးရဲ့နှွေးထွက်မှုကိုရှာလိုက်ပါရယ်။မမေးတမီးတို့ဒီကနေပြောင်းနေလို့မရဘူးလား။တမီးကြောင်းကိုမတော်ချင်တော့ဘူး။ရှာလိုက်ကောဖြစ်ပျက်ကိုရောဘန်းကိုရောဘယ်သူ့ကိုမှမတွေ့ချင်ဘူး။တမီးလေအဲ့ဒါကမှန်ကန်တဲ့လို့ရမဟုတ်ဘူးနော်။ ရှာလိုက်ရလို့ရက သူ့အတွက်အရန်ကမရဲဆိုတာမိတိပါရယ်။ခြံပမဲ့တမီးလေးကကိုယ့်ကိုပြန်ပြီးတော့ထိချုပ်ပြီးတော့စိတ်ခိုင်မအောင်ထားရမယ်လေ။ရှာလကသူ့မိသူကိုထားသွားပြီးတဲ့နောက်ပိုင်းစိတ်တရားရနေကြတာ။လာပေါင်းများစွာလို့လည်းသူစိတ်ရောဂါကိုခံစားခဲ့ရတယ်။အဲဒါကြောင့်သူ့ရဲ့စိတ်ကပုံမမဟုတ်ဖြစ်နေကြတာ။သူ့မိထွက်သွားတဲ့အချိန်မှာရှာလကစိတ်တရားအကြီးကျယ်ရခဲ့ပါရယ်။ဆေးရောဂါကိုတော့ပညာရှင်တွေနဲ့ကုသပြီးတော့မကြာသေးခင်အချိန်ကမှသူပြန်ကောင်းမွန်လာခဲ့တာဖြစ်ပါရယ်။ ဒါပေမဲ့ကျမတို့ကသူ့ပုံကိုဒီလိုတွေလုံးမိလိုက်တယ်လေသူအများကြီးကိုရင်ဆိုင်ခဲ့ရလို့ဒီလိုဖြစ်တာတော့မစမ်းမောင်မေးရဲ့မိမိသားစောက်ပြောက်ခဲ့မယ်ဆိုရင်တမီးလည်းပို့ပြီးတော့တိခဲ့တင်တော့ပြောတင်တဲ့စကားကိုနားလဲပေမဲ့လည်းအရှင်ကအကြောင်းနဲ့ပြန်ပြီးတော့ပြောတော့သူ့အတွက်ပို့ပြီးစိတ်ဒုက္ခပေးအောင်မရှိမယ်လို့အမေတို့တွေးခဲ့လို့ပါကျမလည်းတညာလုံးရှာလို့အချောင်းကိုပဲတွေ့ခဲ့မိပါရယ်။သူ့မိကသူ့ကိုခတ်ထားတော့ကြတော့သူ့ဖေကိုကကျမကခိုးတော့မယ်ဆိုပြီးထင်နေပုံရပါရယ်။ ကျမအရှာအလုံးကိုအမှန်ပြဖြစ်အောင်လုပ်ရမယ်။အနံမိုးလင်းတော့ပထမအောင်ဆိုမိမိကကျမကိုအဖေ့ရှိလိုက်ပို့ပြပါရယ်။ရှာလော့နဲ့ပြပင်းနဲ့အတူလို့မတည့်ရနေပြီးတော့ရှာလော့ကဒေါသတွေထွက်ပြီးတော့တုံ့ပြန်နေပါရယ်။နေရပါလို့ဒီကိုရောက်လာတာလဲ။ငါနဲ့ကိုချစ်တယ်ဆိုရယ်။ပြီးတော့အဲ့ဒီချစ်ကကြောင်းလဲဘူးဆိုရယ်။နှုတ်ပြပြချင်လို့ပါ။ပြပေကလည်းတမီးရောမြောက်စလုံးကိုချစ်တယ်နော်။ဖောက်လာကြောင်းနဲ့ပတ်သက်ပြီးတော့မတိခင်ကအဖေကအလုံးကိုချစ်ပါတယ်။နေကမချစ်ပါဘူးဖောက်လာ။ လက်ကိုတွေ့တော့ညီကထားတော့ပဲပုံလားပြီးတော့ညီလိန်ခဲ့တဲ့အရာတွေတော့လည်းငါခွင့်လို့မှမဟုတ်ဘူးနော်ငါထက်ပြီးတော့အဆွတ်ပြစ်မခံနိုင်တော့ဘူးဘသူကမှနဲ့ကိုမထားခဲ့ပါဘူးရှာလို့ရယ်ညီနာချင်ရရယ်ဆိုတာငါသိပါတယ်ညီကကိုရှင်းဖို့လို့လည်းရတယ်နော်ကျမတို့နားကိုဒိုးသွားလိုက်ပြီးတော့သူ့လက်ကလေးကိုကိုင်ပြလိုက်ပါတယ်ဒါပေမဲ့ညီတို့ချင်းကမကြိုက်ဘူးမလားဘာလို့ငါ့လက်ကိုကိုင်လိုက်တာလဲငါပြီးမဆိုင်ပါဘူးညီကငါရောကထပ်ပို့ပြီးတော့အရေးကြီးတဲ့ပြီပါ ။ဘာလို့လဲဆိုတော့ငါတို့ကမိသားစုတွေလေအခုမှပြန်ပြီးတော့ဆက်ကြည့်ရမှာလား။ဒါလည်းညောနာကြီးကမလုပ်ခဲ့တဲ့ပါဘူး။ငါအဖေနဲ့ညို့လည်းမခွဲထားတဲ့ပါဘူး။ငါအတူကောင်းဆက်ကြည့်ပါရယ်။ဒါလည်းတတ်မပါရယ်နော်။ပြီးတော့မှကျမတို့အားလုံးအင်းတွေကိုတူတူဝင်ကြကြပြီးတော့ပထမဦးဆုံးမနက်စာကိုစာပို့လုပ်ပါရယ်။ရှာလာနဲ့ကျမတို့ကပူပူပြီးတော့နီးကလာကြရယ်။ကျမတို့ရဲ့အဖေကလည်းအရှမ်းမိုက်တဲ့သူတယောက်ပါ။ဒါပေမဲ့အမေကတော့ပဲပြီးပါလေ။ဖြစ်ချက်တဲ့ညမှာပေါ့။ တပတ်ကျတော့ရှာလော့ကကျမတို့ယူထဲမှာရှိတဲ့ Skyrosop ကိုသွားချင်တယ်လို့ပြောလာတယ်။ကိစ္စရအများကြီးပြည့်တက်ပြီးတော့မှသွားတာဆိုတော့ကိုပြီးတော့ပြောဖို့ကောင်းနေတာပေါ့။ Ski Keeper ကားလေးကိုစီးပုတ်လုပ်တဲ့အချိန်မှာကျမရဲ့မိနာမရုတ်တရက်ဘန်ကလာထိုင်နေပါတယ်။နှစ်ယောက်သား Sky AC ပြောလိုက်ကြအောင်နော်။ကျမလည်းနေရခတ်သွားခဲ့ပါတယ်။ဘာလို့ဆိုတော့ကျမအခုတော့ဘန်ကိုရှောင်းနေကြတာလေ။အာကျမတော့မပါရယ်။ကိုမင်းကိုတတိယနေတော့ပြီးတော့ကျမရဲ့အရှိပြအခြေအနေနဲ့ပတ်သက်ပြီးဘန်ကိုပြလိုက်ပါတယ်။ သူကပြုံးကြည့်နေပြီးတော့ဒါကကျမတို့မထိုးချမ်းပါဘူးဆိုတဲ့အကြောင်းပြောလာပါတယ်။ရှာလို့မင်းကအရှင်ပြရောက်ကရှိနေပြီမဲ့လေဒီပြဿနာကမင်းအတွက်ပို့ပြီးတော့ပတ်ပနေစီပါတယ်။ဘာလို့အလောက်ထိလာတဲ့အရာကိုမင်းကတော့ဖုံးခွဲထားတာလဲ။ကျမလည်းအဲ့ဒါကိုပဲတွေးကြည့်တာပါ။ဒါဆိုရင်အမေကိုကြည့်ဖို့ရှိမလား။ပြော့ဘန်ကအချားမက်ပေါ်မှာဗောက်လက်ကိုချစ်တယ်ဆိုရဲစာရလေးရှင်းပြလိုက်ပါတယ်။ချက်ချင်းမဲ့အဒီကွက်တွေကထပ်ပြီးတော့အချားမက်ပေါ်မှာစာရလေးပြပြောင်းလိုက်တာပေါ့။ မြင်သူတများတွေမှာဒါကကျမတက်တော့အလှပဆိုအရာဖြစ်ပါတယ်။ပြီးတော့သူကျမကိုနားလိုက်တည်ရယ်။အလက်စစ်ကလည်းမဖြစ်လာပါဘူး။အဲဒီအချိန်ကစပြီးတော့တခြားသူတွေရဲ့စိတ်ကိုနားထောင်ပေးဖို့ကျမကိုကျမယုံကြည်ဖို့နဲ့ကျမကိုကျမကောင်းယူနေဖို့အတွက်လည်းကျမပို့ပြီးတော့တင်ယူလာဖြစ်ပါတယ်။ဆယ်လန်လီကရဲ့ဒီလပါပဲရှင်။ဆယ်လန်လီရဲ့ဆုံးသက်မှာအသင်ကန်းစာလီရမယ်လို့ညွှန်လင်းပါတယ်။နောက်နေ့မှာလည်း Pride တလေးတို့ကိုဒီလိုဆလန်ကောက်လေးတွေကိုတင်ဆက်ပေးနေဦးမှာပါ။တာယာလက်ပါရနေတဲ့လူတွေကို Pine Sanitizer Position